โอเคဆိုတော့ UK University Transfer Program နဲ့သွားတာ ਨੇ A level ဖြီးမှာကိုယ့်ကိုသွားတာဘာကွာသွားလဲဆရာဒီနှစ်ခုကနှိုင်းရှင်လို့ရတဲ့အခါမျိုးကြီးလည်းရှိတယ်လို့နှိုင်းရှင်လို့မရတဲ့အခါမျိုးကြီးလည်းရှိတယ်ဆိုတော့အချိန်လေးပေါ်မူတည်ပြီးတော့နည်းနည်းပြောင်းလဲသွားနိုင်တယ်ကျွန်တော်ဒါလေးကိုနည်းနည်းရှင်းပြရမယ်ပေါ့နော်ပထမဆုံးအနေနဲ့ UK Transfer Program ပေါ့နော်ဒါမှမဟုတ် UK University Transfer Program တိုက်တယ်လို့တော့မျိုးမျိုးနာမည်တက်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး Transfer Program လို့ကျွန်တော်တို့ကပြောလိုက်လို့ရှိရင်ပုံမှန်အဖြစ်ဘာလို့ဆိုလိုတာလဲဆိုတော့ဒီလိုမျိုးနိုင်ငံတစ်ခုပေါ့နော် UK တော့မဟုတ်ဘူး Singapore တို့ Malaysia တို့ Thailand တို့မှာအရင်ဆုံး diplomatic တက်လိုက်တယ် level 5 T လို့တော့ကျွန်တော်အလွယ်ပြောလို့ရတယ်ပြီးကြမှာ level 6 final year လို့လည်းခေါ်တယ် bachelor degree ရဖို့တဲ့နောက်ဆုံးကျန်တဲ့တနည်းကို UK က university တစ်ခုခုမှာသွားတက်လိုက်တယ်အဲ့တော့ဘယ်လိုမျိုးလုပ်လို့လဲဆိုလို့ရှိရင်ဥပမာပေါ့နော်ကိုကမလေးရှားမှာတက်မယ်ပြီး UK ကို transfer လုပ်မယ်ဆိုမလေးရှားကတက်မဲ့ကျောင်းနဲ့ UK မှာတက်မဲ့ကျောင်းချိန်ထားတယ်အဲ့တော့ကျွန်တော်မလေးရှားမှာ diploma ရသွားလို့ရှိရင်အဲ့ diploma နဲ့ UK university ကိုတန်းပြီးတော့သွားလိုက်အောင်မယ်ဆိုတော့အဲ့လိုမျိုးသွားလိုက်ပြီဆိုရင်ကျွန်တော်ဂျားရဲကကျောင်းလျှောက်တဲ့ process တွေပါရတော့မြန်သွားတယ်။ဘာလို့လဲဆိုတော့နှစ်ခုလုံးချိန်ထားတဲ့ directly ချိန်ထားတဲ့ကျောင်းတွေဖြစ်နေတော့မြန်သွားတယ်။ဒါပေမဲ့ visa process တော့မပါဘူးပေါ့နော် guarantee visa ရမယ်တော့အဲ့လိုအမခံချက်တော့မရှိဘူးဒါပေမဲ့ UK ကတော့ visa ရတာလွယ်တဲ့ထဲမှာတော့ပါတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး program နဲ့ A level နဲ့ရှင်မယ်ဆိုရင်တော့ A level ကကျွန်တော်ဖြည့်ပြီးသွားလို့ရှိရင် UK ကိုသွားတက်လို့ရှိရင် first year ကနေစတက်လို့ရတယ် foundation ကိုကျော်လိုက်လို့ရတယ်တနည်းအားဖြင့် level 3ကိုကျော်လို့ရတယ် level 4 5 6သုံးနှစ်ပဲတက်ရတော့မယ်ပေါ့နော်ဆိုတော့အဲ့လိုဒီလိုမျိုးချင်နေဆိုတော့အဲ့ program နဲ့ A level တော့ရှင်လို့တော့မရဘူး။ဥမာဒီ UK University UK Transfer Program ကစင်ကာပူနဲ့မလေးရှားနဲ့ထိုင်လန်တို့မှာ foundation တက်ပြီးတော့ UK ကို year 4 level 4တော့တက်ခိုင်းနေဆိုရင်အဲ့လိုမျိုး program transfer program နဲ့ဆိုတာ A level ရှင်လို့ရတယ်။ဒါကြောင့်ရှင်လို့ရတဲ့အခြေအနေမျိုးဖြစ်သွားတယ်။အဲ့လိုမှမဟုတ်ဘူး။ diploma ကိုနိုင်ငံတစ်ခုမှာ final year မှာအာဒီ level 6ကျမှ UK ကိုသွားမယ်ဆိုတော့အဲ့လို program နဲ့ဆိုတော့ A11 နဲ့ရှင်းလို့မရတဲ့အခြေအနေပေါ့နော် A level က US level 6ကိုတန်းတက်လို့ရတဲ့ခါမျိုးတော့မဟုတ်ဘူး level 4ကိုပဲတက်လို့ရ foundation ကိုပဲကျော်လို့ရတယ်4 5G ကိုတော့ကျော်ပြီးတော့ final year နဲ့တန်းတက်လို့မရဘူး ဆိုတော့အဲ့လိုဟိုတန်းတက်လို့ရတဲ့ဟာမျိုးနဲ့တခုရှင်တော့တမျိုးပေါ့နော်ဒီလို UK transfer program နဲ့11နဲ့တော့ရှင်းလို့မရဒါပေမဲ့ခုနကကျွန်တော်ပြောသလိုတကယ်လို့ကိုသွားတဲ့ကိုကိုလာပြီးတော့ဟို offer လုပ်တဲ့ pro transfer program က foundation ကိုဒီ Singapore နဲ့ Malaysia နဲ့ Thailand နဲ့မှာတက်ပြီးသွားလို့ရှင် level 4 first year ကိုမှ UK ကိုသွားတက်ဆိုရင်တော့အဲ့လို11နဲ့ရှင်းလို့ရအဲ့လိုရှင်းမယ်ကျွန်တော်ဘာကွာဝါမလဲဆိုရင် A level ကိုကိုဖြည့်ထားရတယ် foundation တက်တာနဲ့ဆိုနှစ်ခုလုံးကတော့ညီများတဲ့ qualification ညီများတဲ့ပညာတွေကိုပေးတယ်ဒါပေမဲ့တကယ်တကယ်ပို့ပြီးတော့ ဘယ်ဟာပိုစုံလဲဆိုတာ foundation မှာတင်မဲ့ဟို course outline နဲ့ e-level မှာယူမဲ့ဘာသာတိုက်စစ်မှာတော့ရမယ်ဒါပေမဲ့ကိုတော့တက်မဲ့ဟို UK University က level 4 11เนี่ยပဲလာလာဒါမှနိုင်ငံတစ်ခုက foundation တက်ပြီးတော့လာလာလက်ခံနေတယ်เนาะသူတို့ကတော့ဒါ11နဲ့အဲ့ foundation နဲ့ညီရဲလို့ကျင်ညာလိုက်တာလေတူတူပဲအဲ့လိုဆိုတော့ဟိုကွာသွားမှာကတော့အဓိကတော့ transfer program နဲ့တွားရင်ကြောင်းရှောက်ရဲ့ process ကြီးအလုံးရှုပ်ဟိုတက်တာပါမယ်ကြောင်းဘက်ကနေဒါ directly လုပ်ပေးမှာဒါပေမဲ့ visa ကတော့ ကျွန်တော်တော့နည်းနည်းကုညီပြရပါတော့ရှိမှာပေါ့နော်11 inch ကိုကောက်ကို UK ကိုကျွန်တော် direct ရှောက်ရမယ် UK ကနေပဲ email တွေပါအဲ့လိုကောက်ကိုပြန်ပို့ရမယ် agent နဲ့ဆိုတော့တမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလေးပဲကွာသွားမယ်ဟိုလိုမျိုး diploma ကို Malaysia Singapore Thailand မှာတက်ပြီးတော့ final year UK သွားရဲ့ program နဲ့တော့11နဲ့တက်တာနေတော့ရှင်းလို့တော့မရအောင်ဆိုတော့ကြာနှစ်ခုကကြာတိတ်ပြီးတော့ level မတူတက်ရတဲ့ duration နဲ့မတူတဲ့အခါမျိုးအဲ့လိုတော့ရှင်းလို့မရခုနဟိုကျွန်တော်ခုနပြောတဲ့ foundation တက်ပြီးမှသွားမယ့်ဟာမျိုးဆိုတော့11နဲ့တော့ရှင်းလို့ရအရင်ကွာသွားတော့မရှိဘူးရှောက်တဲ့ process ကြီးတော့ပဲတော့ကွာသွားတာပေါ့နော်